ရှေးအခါကမေဂါလီဟူသော အမျိုးသမီးလေးတူရှိပါသည်သူသည်မိဘနှစ်ပါးကို ပြုစုလုပ်ကြွေနေသူဖြစ်မေဂါလီသည်တနေ့လုံးမှ တနေ့စားရသူဖြစ်သောကြောင့် နေစဉ်အလုံးမအားနိုင်ရှာပြီတနေ့တွင်မြတ်စွာဘုရားရှင်သည်မေဂလီတုနေထံရာဗာရာဏသီမြို့သို့ကြွလာတော်မူသည်တိုင်းသူပြည်သားများသည်မြတ်စွာဘုရား၏ တရားပွဲများသို့သွားရောက်ပြီးတရားနာယူကြသည်မေကာလီတိလေမြတ်စွာဘုရားရှင်ကို သွားရောက်ဖူးမြော်လူသောသံဓာရှိပါသည်သို့သောအလုမအားသဖြင့်သွားရောက်ဖူးမြော်နိုင်ခြင်းမရှိခဲ့ပါ တဏိသောအခါမေကာလီသည်အလုလုနေရာမှမောပန်သည်ဖြင့်သိပင်ရိတ်တွင်ခဏနာနေသည်ထိုစဉ်ဘုရားရှင်ထံမှ တရားနာယူပြီးပြန်လာသူနှစ်ယောက်သည်လဲထိုသိပင်ရိတ်မှပင်နာနေကြ၏ သူတို့သည်ဖះရှင်ဤဂေါတော်မြတ်ကိုကြည်နုစွာပြန်လဲပြောဆိုနေကြသည်မေကာလီသည် ထိုသူနုပြောကြနေသောစကားမြတ်ကိုကြားပြီးမြတ်စွာဘုရားရှင်ကို ိုး၍ကြီးညိုလေးစားသွားခဲ့သည်အေရောက်သောအခါသူကြားခရသောဖယားရှင်ဤဂေါတော်များကိုမိဘများအားပြန်လဲပြောပြလေကြည်နူးဝန်သာနေခဲ့သည်နောက်ရဲ့တွင် အလုရှင်တထေးကြည်သည်အလူအထိတ်အမှားအဖြစ်အလုံးသမားများအားတရက်တာအားလခွင်ပေးလိုက်သည်မေကာလီသည်အလုံးပျော်ရွှင်သွားပြီဖျားရှင်ကိုတွားရောက်ဖူးမျောကတရားနာယူခဲ့လေသည် 두카 태아시가 메갈리고 떼신스가 피 태아시고 지뉴도 미한테 도에 미안서피도 피 이대대 보이고 치미로 물라리디